်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒီမိုကရေစီကိုစနစ်တကျဖျက်ဆီးခဲ့ကြပုံနိုင်ငံတော်တိုင်ပင်ကန်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုတွင်အုပ်ချုပ်ရေးပိုင်းတွင်သာဒီမိုကရေစီဖားတစ်ပိုင်းငါးတစ်ပိုင်းရရှိနေတော်လဲလူမှုအဖို့ကလွတ်လပ်ပျော်ရွှင်စွာနေခွင့်ရခဲ့သည်ရောင်းဝယ်ဖောက်ကားခွင့်ရခဲ့ကြသည်ထိုရေးကိုမြည်သူမြ မရှုစိတ်နိုင်ပေ၎င်းတို့သာနိုင်ငံကိုအုပ်ချုပ်ပိုင်권ရှိသည်ဆိုကာ KSSS ခံယူထားကြသောဒေါ်စိတ်အေးကျောင်းစင်းဘုံချုပ်များကနိုင်ငံတကာအတွက်ရေစရာကောင်းလာသည့်အကြောင်းပြချက်ဖြင့်လူလူအနေထားသောအာဏာကိုအကြံဖက်လူယူခဲ့ကြသည်ထို့သောဘိုနီမြဲချားနေမြဲဆက်လက်ထိန်းသိမ်းထားဖို့တော့မရည်ရွယ်ပေအညွတ်တလူလူထွက်လာနေပြီဖြစ်သောဒီမိုကရေစီအဆောက်အုံကြီးကိုအပိသက်ဖြိုလဲနိုင်ရန်တဆင်ပြီးတဆင့်စီမံလာခဲ့သည် ထို့သို့ဖြည့်ဆည်းခဲ့ကြပုံများကိုအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနမှနိုင်ငံတကာမှအမှတ်ရစေရန်ခုနှစ်တက္ကသိုလ်ရုပ်ပုံကားချက်များနှင့်ယခုလိုစနစ်တကျရှင်းပြထားခဲ့သည်ဖေဖော်ဝါရီ၁ရက်2021နိုင်ငံတော်အာဏာကိုအကြမ်းဖက်သိမ်းယူခေါင်းဆောင်များကိုဖမ်းဆီးမဲမတမမှုများရှိသည့်ဆိုကရွေးကောက်ပွဲကော်မရှင်ကိုထိန်းချုပ်ဖေဖော်ဝါရီ2023နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပြဋ္ဌာန်း၍အဖွဲ့ဝင်ဖြစ်မှု ရပုံဝေထားရှိမှုများကန့်သက်လာပြီးပြစ်မှုကျူးလွန်သော ပါတီဝင်များအားတားမြစ်ခြင်းနှင့်အကြိုက်ခံလုပ်မှုများကိုဖေးဖယ်ထုတ်လာခဲ့သည်အစိုးရအဖွဲ့ဝင်ဝင်ကြီးများလွှတ်တော်ကိုယ်စားလှယ်များရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များစုစုပေါင်း154ဦးကိုဖမ်းဆီးခဲ့သည်မလ28 2023အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါဝင်နိုင်ငံရေးပါတီ40အားဥပဒေသင့်တဲ့အညီလှုပ်ဆောင်ခြင်းမရှိသောကဖျက်သိမ်းပစ်ခဲ့သည်2023ရွေးကောက်ပွဲစနစ်ပြန်လည်တမန် ရခင်ကျင်သုံးနေသောမဲအများစုရရှိသူအရွေးချယ်ခံသည့်စနစ်မှာရရှိသည့်မဲအချို့ကြဖြင့်ရွေးချယ်ရေးစနစ်သွတ်သွင်းလာခဲ့သည်မဲဆန္ဒနယ်မြေများအားလည်းစေအုပ်စုသဘောကျပါတီအတရာရေးအတွက်ပြန်လည်ရေးဆွဲတက်မှတ်လာခဲ့သည်2023-2024ကိုယ်စားလှယ်များအားဘေးဖယ်ထုတ်လာခြင်းကိုယ်စားလှယ်များနှင့်ပါတီများအားတော်လှန်ရေးအဖွဲ့များနှင့်ဆက်သွယ်သည့်ဆိုက ဖေရှားပြစ်နိုင်ရေးအတွက်အကြံဖတ်သမားများဟုအမိတက်ခေါ်ဝေါ်လာခဲ့သည်ဖေဖော်ဝါရီတရက်2024 ရွေးကော်ဥက္ကဋ္ဌအောင်စစ်ဘက်အစိမ့်မြင့်အရာရှိဟောင်းတအုပ်နှင့်အစားထိုးကတင်းကျပ်စွာထိန်းချုပ်လာခဲ့သည်ဒီဇင်ဘာ9 2024ရွေးကော်မှနိုင်ငံရေးပါတီများနှင့်တွဲဆုံပြီးရွေးကော်ပွဲကို၎င်းတို့ထိန်းချုပ်ထားသည်ဆိုသောမဲဆန္ဒနှင့်မြေ167 58ရာခိုင်နှုန်းတွင်သာပြုလုပ်နိုင်မည်ဟုအတည်ပြုလာခဲ့သည်ဒီဇင်ဘာ2024စစ်တပ်လိုလာသောပါတီများအားရွေးကောက်ပွဲကာလအတွင်းလုံခြုံရေးအတွက်လက်နက်ကင်ဆောင်ခွင့်မှတ်ပုံတင်ရန်ခွင့်ပြုလာခဲ့သည် မင်းဆန္ဒရှင်များအဖို့ချင်းချောက်အနိုင်ကျင့်ခံရမည့်အနေရများမြင့်တက်လာနေသည်2025ခုဆေးအုပ်စုမှမင်းဆန္ဒနေမည်ဓာစင်ပေါင်းများစွာတွင်လုံခြုံရေးအကြောင်းပြချက်ဖြင့်ရွေးကောက်ပွဲမလုပ်နိုင်ဟုကြေညာလာခဲ့သည်ဇန်နဝါရီ2025ခုဆေးအုပ်စုမှစိုက်ဘာလုံခြုံရေးဥပဒေစိုးသည်ကိုပြဋ္ဌာန်းလာခဲ့သည်ရှင်သည်ဒီဂျစ်တယ်ရဝန်းအားတင်းတင်းကြပ်ကြပ်ထိန်ချုပ်ရန်နှင့်၎င်းတို့၏အမြင်မတူသူများကိုဖိနှိပ်ရန်အတွက်သာဖြစ်သည်ဟုဝေဖန်သူများကထောက်ပြလာကြသည်တရားမဝင် VPN အသုံးပြုခြင်းကိုတားမြစ်ခဲ့သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့တရင်မြသိရှိနိုင်ခွင့်ကိုပိတ်ပင်လိုက်ခြင်းဖြစ်သည်ဇူလိုင်29 2025အထွေထွေရွေးကောက်ပွဲအားနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်သည့်ဥပဒေကိုထုတ်ပြန်လာခဲ့သည်ဇူလိုင်30 2025ဆေးအုပ်စုသည်ရခိုင်နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီမှနိုင်ငံတော်လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကော်မရှင်အဖြစ်အမည်ပြောင်းလဲခဲ့သည်ပြည်ပမှ၎င်းတို့အားလက်ခံလာစေရန်ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဩဂုတ်16 2025ရွေးကောက်ပွဲအား2025ဒီဇင်ဘာ28ရက်တွင်ပြုလုပ်မည်ဟုကြေညာခဲ့သည် မဲယုံများတွင်လက်နက်ကင်အဆောင်များချထားမည်လည်းဖြစ်သည်ဟုတင်ပြထားသည်ယခုအချိန်ထိရွှေကောက်ပွဲအားနှောက်ယှက်သည်ဆိုကကလေးငယ်လေးဦးအပါအဝင်လူပေါင်း64ဦးအားဖမ်းဆီးထားပြီးဖြစ်သည်အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသူများနှင့်အကျဉ်းသားများအားလည်းမဲထည့်ခိုင်းရန်အတင်းအကျပ်စီမံနေသည်ဟုလူခွင့်ရေးအဖွဲ့များကဆိုသည်၎င်းတို့ရွှေကောက်ပွဲအားလွတ်လပ်ပြီးတရားမျှတမှုရှိလိမ့်မည်ဟုဒီသူများယုံကြည်ကြမည်မဟုတ်ဟုကုလသမဂ္ဂအတွင်ရေးမှူးချုပ်အန်တိုနီကူတာရက်စ်ကပြက်ပြက်သားသားပင်ပြောဆိုခဲ့ပြီးလည်းဖြစ်သည် ၎င်းတို့၏တရားမဝင်ရွေးကောက်ပွဲသည်မြန်မာနိုင်ငံကိုအကြမ်းဖက်မှုဖိနှိပ်မှုနှင့်အာဏာရှင်အုပ်ချုပ်မှုဘက်သို့နှက်ဆိုင်စွာတက်ဆင်းသွားစေရန်သာအားပေးလိမ့်မည်ဟုလူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ကမှတ်ချက်ချခဲ့သည်နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မာအောင်သည်ဩစတြေးလျနိုင်ငံသားရေးဝန်ကြီး Mrs. Penny Wong နှင့် Kim Farah ရှိရုံးခန်းတွင်နိုဝင်ဘာ18ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့သည်ဟု NUG ကသတင်းထုတ်ပြန်ခဲ့သည်ဆေးအုပ်စုပြောခွင့်ရပုဂ္ဂိုလ်ဇော်မင်းထွန်းကထိုနိုင်ငံအနေဖြင့်အမေရိကန်ကိုဟီရွယ်ခြင်းဖြစ်သည့် အွန်လိုင်းငွေလိမ်ကိုင်းများကိုချိန်မုံရန်တိုက်ခိုက်ရေးအဖွဲ့ဖွဲ့စည်းလာခြင်းသည်တကယ်တမ်းဖုံးကွယ်ထားသောအစီအမံများရှိမည်ဟုလူထုကိုအားပေးစကားပြောဆိုသွားခဲ့ပြန်သည်။ရှန်နေတွင်အမေရိကန်အောက်လွှတ်တော်မှမြန်မာအရေးကျွမ်းကျင်သူပညာရှင်များကိုဖိတ်ခေါ်၍မဆုံနိုင်သောမြန်မာချက်တဲများနှင့်အမေရိကန်ဤကန့်သက်ထားသောရွေးချယ်ပိုင်ခွင့်များခေါင်းစဉ်ဖြင့်ကြားနာစစ်ဆေးပွဲပြုလုပ်ခဲ့သည်ဟုသိရ၍စော်မင်းထွန်း၏စကားများမှန်နေမလားဟုပင်အတွေးပေါက်မိသည်။ ဆက်လက်ပြီးဒံရရတော်လန်ရေးရဲဘော်တွေကိုကုသရေးပြန်လည်ထူထောင်ရေးအပြင်ဘဝအာမခံချက်အတွက်ဥပဒေပြဋ္ဌာန်းဖို့အစီအစဉ်တွေခု NUG ပြောတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မြန်မာရဲ့ခေပြောင်းစနစ်ပြောင်းတော်လန်ရေးမှာအသက်ကိုဗရာဏမထားပဲရှေတန်းကနေတော်လန်တိုက်ပွဲဝင်နေတဲ့ PDF တွေတိုင်းသားတော်လန်ရေးတပ်ဖွဲ့ဝင်တွေ local different phone LDF တွေအားလုံးအထူးလေးစားတက်မှုထားပြီးလိုအပ်ချက်တွေတက်ဆွမ်းသမျှဖြည့်ဆွမ်းနိုင်အောင်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလကပြောပါတယ်ထိခိုက်တရာရရဲဘော်တွေကိုကုသနိုင်ဖို့ပြန်လည်ထူထောင်နိုင်ဖို့နဲ့၎င်းတို့ရဲ့ဘဝရှိရေးအတွက်စီမံပေးနိုင်ဖို့ကိစ္စတွေကိုကောက်ွယ်ရေးဝန်ကြီးဌာနပြည်သူ့ကောက်ွယ်ရေးတမတော်စီရေးဌာနရဲ့လက်အောက်မှာစေဝန်တန်းဌာနခွဲတစ်ခုထားရှိပြီးဆောင်ရွက်နေတာလို့ပြောပါတယ် ခူတာရဲ့အနေနဲ့ပြည်တွင်းကစစ်ဆေးရုံ33ရုံနဲ့ဆေးခန်းတွေမှာခူတာမှုဆောင်ရွက်တောင်းလွတ်မြောက်နေမြေတွေနေဆက်ဒေတာတွေကဆေးရုံတွေကိုလွှဲပြောင်းခူတာတောင်းနိုင်ငံတကာအဖွဲ့အစည်းတွေပြည်တွင်းနဲ့နေဆက်ဒေတာကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်တောင်းလှုပ်ဆောင်နေတယ်လို့ဦးနေဖုံးလကရှင်းပြပါရယ်။ကြားပြင်ပြပမှဆေးကူတာမှုခံယူဖို့လိုအပ်တဲ့တပ်ဖွဲ့ဝင်တွေအတွက်ခူတာရင်စားတောက်နေထိုင်သွားလာရေးတို့ကိုပံ့ပိုးနိုင်ဖို့အတွက်နေဆက်ဒေတာကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၅ဖွဲ့ဖွဲ့စည်းဆောင်ရွက်နေကြောင်းပြောပါရယ်။ မတန်ဆွမ်းတပ်ဖွဲ့ဝင်တွေအတွက်ခြေတူးလက်တူတပ်ဆင်ပေးခြင်းကိုဒေတာအလိုက်ဆောင်ရွက်နိုင်ဖို့အတွက်ပြန်လည်ထူထောင်ရေးစင်တာလေးခုဖွင့်လင်းဆောင်ရွက်လျက်ရှိသလိုဒေတာအလိုက်လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့လည်းချိတ်ဆက်ဆောင်ရွက်နေကြအောင်အသိပေးပါရယ်တရားရရေးပေါ်တွေရဲ့ကုသခြင်းခြေတူးလက်တူတပ်ဆင်ခြင်းနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်ခြင်းတို့အတွက်လစဉ်ကျပ်သိန်း1000မှ1500ခန့်ကိုပုံမှန်အသုံးပြုဆောင်ရွက်နေတယ်လို့ဆိုပါရယ်ဒါပြင်တော်လရင်မှာမြင်းမြတ်စွာကြဆုံခဲ့ရတဲ့ရေဖော်တွေရဲ့မိသားစုဝင်တွေကိုတာဝန်ယူစောင့်ရှောက်နိုင်ဖို့နဲ့ ကိုလန်းအင်ကစွန့်လွတ်ခဲ့ရတဲ့ရဲဘော်တွေအတွက်တသက်စာလုံးတဘဝစာလုံးကျမ်းမာရေးပညာရေးအတမဝန်းကြောင်းရေးအတွက်တာဝန်ယူဖို့တာဝန်ခံဖို့လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရကတာမကအနာဂတ်မှာပေါ်ပေါက်လာမယ့် Federal Democracy နိုင်ငံကပါတာဝန်ယူတာဝန်ခံနိုင်ဖို့မူဝါဒတွေလည်းချမှတ်ဆောင်ရွက်နေပါတယ်။ဥပဒေတစ်ခုပြဋ္ဌာန်းနိုင်ဖို့လည်းစီစဉ်ဆောင်ရွက်နေပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။ ထိခိုက်ဒဏ်ရာရရဲဘော်တွေနဲ့တိုက်ပွဲဝင်ရဲဘော်တွေရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုတွေကိုတတ်တာရရစေဖို့ကောက်ွယ်ရေးဝန်ကြီးဌာနမဟာဗျူဟာမြောက်ဆက်သွယ်ရေးနဲ့လူထုဆက်ဆံရေးယူနေ SCBRU နဲ့တော်လန်အမှုပညာရှင်တွေပူးပေါင်းပြီးခွန်အားမျှအစီအစဉ်တစ်ခုကိုလည်းစီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ကျန်းမာရေးဝန်ကြီးဌာနလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနတို့နဲ့ပူးပေါင်းနှစ်သိမ့်ဆွေးနွေးပညာပေးရေးကိစ္စတွေကိုလည်းဆောင်ရွက်လျက်ရှိတယ်လို့ပြောပါရယ်ဆလပီလက်နက်ကင်တော်လန်ရေးဟာ နှောက်ယှက်မှုသာဖြစ်တယ်ဆိုပြီးစစ်တပ်အကြိုက်ပြောလာသည့်ဥက္ကုကိုကြီးဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။လက်နက်ကင်ဒေါ်လာရည်သည့်နှောက်ယှက်မှုတစ်ခုသာဖြစ်ကြောင်းပြည်သူ့ပါတီဥက္ကဋ္ဌဥက္ကုကိုကြီးကစစ်ကော်မရှင်အကြိုက်ပြောဆိုခဲ့ခြင်းကြောင့်ဝေဖန်မှုများထွက်ပေါ်လျက်ရှိပါတယ်။ရှမ်းမနီနိုဝင်ဘာ16ရက်ကရန်ကုန်တိုင်းမင်္ဂလာတောင်ညွန့်မြို့နယ်တွင်ပြုလုပ်ခဲ့သည့်ပြည်သူ့ပါတီ၏အောင်နိုင်ရေးဆိုင်ဖုတ်ဖွင့်ပွဲတွင်ဥက္ကုကိုကြီးကအထက်ပါတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ဥက္ကုကိုကြီးကနိုင်ငံတကာနိုင်ငံ၏စစ်တပ်ကိုလက်နက်ကိုင်နှီးဖြင့် ိုက်ခိုက်ခြင်းနဲ့ပတ်သက်၍တပ်တန်းရှိတိုင်းသလနက်ကင်ကောင်းဆောင်ဘူချုပ်ခွမ်းမော်ဤစကားကိုကိုကာပီပြောကြားမှုများလည်းပြုလုပ်ခဲ့ပါတယ်။နိုင်ငံကြီးတနိုင်ငံရဲ့ခိုင်မာတဲ့အထောက်ပံ့မရဘဲမအောင်မြင်နိုင်ဘူး။လနက်ကင်ကြီးလမ်းနဲ့ကြိုးစားတာကနှောက်ရက်တာတွေတော့လုံနိုင်တယ်။ဒါပေမဲ့အဖြစ်မထွက်ဘူးဟုဦးကိုကိုကြီးကပြောပါတယ်။ထို့ကြောင့်၎င်းတို့ပါတီအနေဖြင့်နိုင်ငံရေးနည်းလမ်းဖြင့်ကြိုးပမ်းဆောင်ရွက်နေသည့်ကိစ္စရပ်များကိုဖီတူလူတို့ကယုံယုံကြည်ကြည်ဖြင့်လက်ခံကွင့်ပြုရန်တိုက်တွန်းခဲ့ပါတယ်။ ရနက်ကင်ဒေါ်လာရေးကိုနှောက်ယှက်မှုသာဖြစ်ပြီးအပြေမထွက်ဘူးလို့ပြောတာကဆေးအာနာရှင်စနစ်ကိုဒေါ်လာနေတဲ့ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့တွေနဲ့မျိုးဦးဒေါ်လာရေးအင်အားစုတွေကိုတိုက်ရိုက်စော်ကားလိုက်တာပဲသူသမိုင်းကြောင်းဘလို့ပဲရှိရှိဦးကိုကိုကြီးကတော့သမိုင်းတည်သွားပြီဟုနိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ကမှတ်ချက်ပြုပါတယ်။ထို့ပြင်ဦးကိုကိုကြီးအသုံးပြုခဲ့သည့်စကားလုံးများအနှံအဖြစ်မထွက်သောနှောက်ယှက်မှုဆိုသည့်စကားသည်စစ်ကော်မရှင်ကတော်လှန်ရေးတပ်ဖွဲ့များကိုအသုံးပြုနေသည့်အကြမ်းဖက်သမားများနှင့်တည်ငြိမ်မှုဖျက်ဆီးသူများဟုတုံ့နှုံသည့်စကားများနှင့် သဘောထားချင်းစင်တူကြောင့်နိုင်ငံရေးလှိလာသူတဦးကပြောပါရယ်ခုခုကြီးကစစ်တပ်နဲ့ညှိနှိုင်းရေးလမ်းကိုရွေးတာကိုဘာမှမပြောလို့ဘူးဒါကသူ့ရဲ့ခံယူချက်မို့လို့ရွေးပါဒါပေမဲ့တော်လန်ရေးကုတ်စော့ကားတဲ့စကားလုံးတွေကိုမကြခဏပြောနေတာကတော့မေကွန်ထုတ်ရမယ်ပါတီတကူရဲ့ခေါင်းဆောင်ကအခုလိုပြောတာဟာတော်လန်ရေးသမားကနှောက်ယှက်သူတွေဖြစ်တယ်ဆိုပြီးစစ်တပ်ကနိုင်ငံတကာကအပြကောင်းအောင်လုပ်ပေးလိုက်တယ်လို့ပဲလို့၎င်းကပြောပါရယ် ဦးကိုကိုကြီးဤယခုပြောကြားချက်သည့်ဆေအာနာရှင်စနစ်ကိုစန့်ကျင်နေသောလက်နက်ကိုင်အင်အားစုများနှင့်စစ်တပ်တို့အကြအလေဘဟုတွင်ရက်တီကနိုင်ငံရေးနှိမ့်လန့်ဖြစ်သောအဖြေရှာသင့်သည်ဆိုသည့်ပြည်သူပါတီဤရက်တီချက်ကိုပြသလိုက်ခြင်းဖြစ်တော်လေလက်ရှိအခြေအနေတွင်စစ်ကောမရှင်ကနိုင်ငံရေးနှိမ့်လန့်ကိုပိတ်ဆို့ထားသည့်အတွက်ဦးကိုကိုကြီးကိုပြည်သူများထောက်ခံမှုပုံမရောကြလာနိုင်ကြောင်းလေလာသူများကသုံးသပ်ထားပါသည်ထို့ပြင်ဦးကိုကိုကြီးဤစကလုံးရွေးချယ်မှုသည်နိုင်ငံရေးနယ်ပယ်တွင်တိမ်မွေးမှုကင်းမဲ့ခဲ့ပြီးအခွင့်အရေးသမားများဟု၎င်းတို့ကိုဆွဆွဲနေကြသောစကားများကို ပုံမိုခိုင်မာစေနိုင်ကြောင်းနိုင်ငံရေးလှစ်လာသူများကမှတ်ချက်ပြုကြပါတယ်